โอเคအားလုံးပဲမင်္ဂလာပါဖျားခင်ရင်ကချင်းအားလုံးပေါ်တရားပါစေရှလောင်းဒီနေ့ကျွန်တော်ပြန်လည်ပြီးတော့ဗျာဒိချမ်းအခန်းချင်းနှစ်နဲ့အခန်းချင်း၃မှာတွေ့ရတဲ့အသင်းတော်ခုနှစ်ပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတူတကလေ့လာဖို့အတွက်ဖြစ်တယ်ဆိုတော့အသင်းတော်တပါးပြီးတပါးကျွန်တော်လေ့လာတဲ့အချိန်မှာဒီနေ့ဆိုရင်တော့အာစရုပ်ထမြောက်အသင်းတော် သွားတိရမြို့မှာရှိတဲ့အသင်းတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အတူတူပါလေ့လာဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့ဒီအသင်းတော်ခုနှစ်ပါးစလုံးကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကအဓိကပေးခြင်းတဲ့ message တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီအသင်းတော်ခုနှစ်ပါးကဒီကနေ့ကျွန်တော်မျက်မှောက်ခဲ့ကာလမှာယုံကြည်သူတွေရဲ့အသက်တာကိုအဓိကထင်ဟပ်စေတယ်လို့မျိုးပဲဒီနေ့ကျွန်တော်တို့ပါဝင်နေတဲ့ကျွန်တော်တို့အသုံး အာကျွန်တော်တို့စက်ကတ်နေတဲ့ကျွန်တော်တို့ရဲ့လက်ရှိအသင်းတော်တွေရဲ့အခြေအနေကိုလည်းမိမောင်းထိုးပြတာဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်ရှုစွာပေါ်ပြခြင်းနဲ့ဆိုတော့ဒီသွားတိရအသင်းတော်ရဲ့အခြေအနေကိုကျွန်တော်ခြုံပြတော့ကြည့်မယ်ဆိုတော့ဗျာဒိချာခန်းချင်းနေအပိုင်းရဲ့၁၈ကနေ၂၉မှာပေါ့နော်ဆိုတော့ဒီအသင်းတော်ရဲ့အခြေအနေကိုကျွန်တော်ခြုံပြတော့ကြည့်မယ်ဆိုတော့ဒီအသင်းတော်ဟာအဖြစ်ကိုအလိုလိုက်တဲ့အသင်းတော်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ခြုံပြတော့ပြောလို့ရပါတယ် အာတနည်းအဖြစ်ပြောမှာဆိုတော့ဒီအတင်းတော်ဟာအပိုင်ငယ်19ပေါ့နော်ဗျာဒိချန်ခန့်ချင်းနဲ့အပိုင်ငယ်19ကိုကြည့်တဲ့ချိန်မှာသင်အကျင့်ကျင့်ချင်းချွတ်ချင်းအမှုဆောင်ချင်းယုံကြည်ချင်းပြီးခံချင်းကို၎င်းနောက်ကျင့်တော်အကျင့်ဒီအရင်ကျင့်တော်အကျင့်ထက်သာ၍များကြောင်းကို၎င်းငါတိတယ်လို့ပြောပါတယ်ဆိုတော့ဒီအတင်းတော်ရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုတော့သခင်ဖျားရဲ့ရှေးဝန်မှာအင်မတန်ကဂျင်နတ်အားရစရာ ကောင်းတဲ့အသိတော်ဖြစ်ခဲ့ပေါ့နော်ယုံကြည်ခြင်းရှိတဲ့အသိတော်ဖြစ်တယ်ချစ်ခြင်းမေတ္တာရှိတဲ့အသိတော်ဖြစ်တယ်ခရိယန်ရဲ့အချင်းချင်းချင်းပိုင်းဆိုင်ရာလည်းကောင်းတဲ့အသက်တာကျွန်တော်တွေ့ရတယ်တိခံခြင်းရှိတဲ့နော်အသက်တာကိုလည်းကျွန်တော်တွေ့ရတယ်ပြီးတော့နောင်ကျင့်သောအချင်းတို့ဒီအရင်ကျင့်သောအချင်းထက်တာယူကောင်းတယ်ပြောချင်တာကအရင်တော့မှထက်ပုံမှုပြီးတော့နေရစင်တိုင်းနော်ပုံမှုပြီးတော့အောင်မြင်တဲ့အသိတော်ဖြစ်လာတယ် နိုးထားတဲ့အသင်းတော်ဖြစ်တယ်။တိုးတက်တဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဒီအသင်းတော်ကအာဒီတိုင်းပဲဆက်ပြီးတော့ကြီးထွားသလားဆိုရင်တော့မဟုတ်ပါဘူး။နော်နှစ်ပေါင်း90 100တော့ကြာပြီးတော့နောက်ပိုင်းမှာဒီအသင်းတော်ဟာလုံးဝမဖြစ်လေအာပျောက်ကွယ်သွားတယ်။နော်ဆိုတော့ဒီလိုမျိုးပျောက်ကွယ်ရတဲ့အတိတ်ကအကြောင်းရင်းကပါလေဆိုတော့ဒီအသင်းတော်ဟာအပြစ်ကိုအလိုလိုက်တဲ့အသင်းတော်ဖြစ်တယ်။ ။ဘာနဲ့တူလဲဆိုတော့အာဒီနေ့အတင်းတော်တချို့တော်အတင်းတော်တွေတချို့တော်ခရိယန်တွေရဲ့တက်တာကိုကျွန်တော်ကြည့်တဲ့ချိန်မှာဖျားเจ้าတွေထဲမှာနော်အာဝတ်ဖြူချင်းစစင်တွေထဲမှာအရန်နိုးထားတယ်။နော်ချင်းမုန်ကူဝဲချင်းတွေဥဆောင်တဲ့နေရာပိုင်းမှာအရန်နိုးထားတယ်။အရန်ကောင်းတယ်အရန်ဆက်ကတ်တယ်တရားဟောပူပစ်ပေါ်မှာနေတဲ့ချိန်မှာအရန်နိုးထားတယ်။ဒါမဲ့ဖျားရှိခိုးပြီးတာနဲ့နော်ဖျားเจ้าရဲ့အပြင်လော့ ကပေါ့နော်ဒီအပြင်လောကထဲရောက်လာတဲ့အချိန်မှာအဲ့ဒီအရာတွေကဘာဖြစ်လဲဆိုတော့ပျောက်ကွယ်သွားပြီးတော့အတင်းတော်ထဲမှာတော့ဝပြုချင်းစင်ထဲမှာနိုးထားတဲ့အရာတွေပျောက်ကွယ်သွားပြီးတော့လွယ်လင့်တကူဘာဖြစ်လဲဆိုတော့အပြင်လောကရဲ့အပြစ်နဲ့ပတ်သက်လာရင်တော့အလိုလိုက်တဲ့အတင်းတော်အလိုလိုက်တဲ့ယုံကြည်သူတွေဖြစ်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့အရာမဲ့နိုးထားပေမဲ့အပြစ်နဲ့ပတ်သက်လာရင်ချက်ချင်းပဲဘာဖြစ်လဲပြိုလဲသွားတယ် နှခါဖတ်ပြောခေါ်ဆရာမူတော့ဖျားရှိခိုးပြင်တော့ကဲငါတို့ဘာသွားမလားငါတို့ KTV သွားမလားဒါရတယ်ဆိုပြီးချက်ချင်းသွားတဲ့အာတချို့တော့အမှုတော်ဆောင်တချို့တော့အာခရိယာတွေဟောဆိုတော့အဲ့လိုမျိုးအတ္တာဖြစ်တယ်အပြစ်ကိုအလိုလိုက်တဲ့အတင်းတော်ဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေးရတာဖြစ်တယ်ဆိုတော့ဒီတော်တိရာမျိုးရဲ့အာတမိုင်းလေးပေါ့နော်ကျွန်တော်ပြန်ပြီးတော့လိလာကြည့်တဲ့အချိန်မှာ ပါတိရမြို့ဟာဆိုရင်တော့လွန်ခဲ့တဲ့ဘက်ကကျွန်တော်လေ့လာတဲ့ဒီပေရကန်မြို့နဲ့ပေါ့နော်ဒီဆက်ဆက်တဲ့ကုန်တဲ့လမ်းမပေါ်မှာပြရှိတဲ့မြို့ဖြစ်ပါတယ်။နော်ပေရကန်မြို့ကတော့အဲ့ဒီခေတ်ကာလမှာရောမအင်ပါရာရဲ့ဒီအာရှတိုက်တစ်ခုလုံးရဲ့မြို့တော်တည်ရှိတဲ့နေရာဖြစ်တယ်ပေါ့နော်။အဲ့ဒါကြောင့်ပေရကန်မြို့ကိုကုန်အယောင်းဝယ်ပြီးစီစဉ်ဖို့နော်ဆိုတာကဒီသွားတိရမြို့ကို ဖြတ်သွားရတာဖြစ်တယ်။သွားတိရမြုတ်ကနဲ့ပဲဘာဖြစ်လဲဆိုတော့ဒီပေရကံမြုတ်ကိုသွားပြီးတော့အာကုံတွေစီးစင်တဲ့လမ်းဝတ်အာတကပေါက်လည်းဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တွေ့ရတယ်။အဲဒါကြောင့်ဒီသွားတိရမြုတ်ဟာအာချမ်းသာတဲ့မြုတ်လည်းဖြစ်တယ်။ပြီးတော့တစ်ဖက်မှာဆိုရင်လေဒီပေရကံမြုတ်ဆိုတဲ့အဲ့ဒီအာအာရှတက်ရဲ့မြုတ်တော့ပေါ့နော်။အဲ့ဒီပေရကံမြုတ်ကိုလည်းအာကာကွယ်စောင့်ရှောက်တဲ့ခံတပ် ်လဲတည်ရှိတဲ့နေရာ ဖြစ်တယ်အထူးဖြစ်ဒီအာမာစီဒိုနီးယားတပ်ဆိုတဲ့တပ်ပေါ်တော့စစ်တပ်လဲအဲ့ဒီမြို့မှာရှိတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီပီရကာမြို့တော်ကြီးကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်ပေါ့နော်အဲ့မှာခံတပ်ရှိတယ်ဆိုရန်သူတွေကဒီပီရကာမြို့ကိုအာလွယ်လင့်တကူမတက်ရလေအောင်အဲ့ဒီ ာတော်တိရမြို့မှာစစ်တပ်တွေလည်းခံတပ်တွေလည်းသူတို့ချထားတာဖြစ်တယ်နော်ဆိုတော့အဲ့ဒီအာတော်တိရမြို့ကိုတင်ပိုက်မှတာလင်းဘေရကာမြို့ကိုသူတို့ဆက်ပြီးတော့တင်ပိုက်နိုင်မှာဖြစ်တယ်ဆိုတော့ခံတပ်မြို့လည်းဖြစ်တယ်ဆိုတော့ဗောနော်ကျွန်တော်တမိုင်းမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီတော်တိရမြို့ဟာအာအထယ်လုပ်ငန်းတွေပြီးတော့ဒီတုံးခွေးအထယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တော်တော်ကောင်း နော်ဆေးဆူပန်းရိုက်ပန်းဆိုင်ရာမှာအင်မတန်မှထင်ရှားတဲ့ဆက်ယုံတွေရှိတဲ့နေရာလေးဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး16ကိုကျွန်တော်ကြည့်တဲ့ချိန်မှာရှင်ပေါလုရဲ့ဒုတိယခရီးစဉ်မှာနော်ရှင်ပေါလုကဒီမာကီဒိုနီပြည်ရဲ့အာဖိလိပ္ပိမြို့ကိုသူရောက်လာတယ်ဗောနော်ဆိုတော့အဲ့မှာရောက်လာတဲ့ချိန်မှာပွာတိရမြို့သူအာလူဒီနဲ့ဆုံစည်းခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့မှာလူဒီကအာရှင်ပေါလုအဖြစ် ပြောင်းလဲသွားတယ်ပေါ့နော်ရှင်ပေါလုအဖြစ်ပြောင်းလဲသွားပြီးတော့အာနောက်ပိုင်းမှာသူ့ရဲ့မြုပ်ကိုပြန်လာပြီးတော့အဲ့မှာအတင်းတော်တီထောင်ခဲ့တယ်ပေါ့နော်ဆိုတော့အာတမိုင်းတွေအရာဆိုတော့ဒီသွားတိရမြုပ်ဟာဆိုတော့လူဒီအဖြစ်ပေါ်ပေါက်လာတဲ့အတင်းတော်ဖြစ်တယ်ဆိုပြီးတော့တချို့တော့တမိုင်းသားတွေမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပေါ့နော်โอเคဆိုတော့ဒီအတင်းတော်ရဲ့အခြေအနေကိုကျွန်တော်ကြည့်ရအောင် ရာဇအခန်းချင်းနယ်အပိုင်းရဲ့18မှာသွားသီရမြို့၌ရှိသောအတင်းတော်၏တမန်ကူဤသို့ရေး၍မှာလိုက်တော်မိလျံကဲ့သို့သောမျက်စိနှင့်၎င်းခြေဝါစစ်နှင့်သူသောခြေနှင့်၎င်းပြည့်စုံသောဘုရားသခင်သားတော်၏အမိန့်တော်ကားလို့ပြောပါတယ်ဆိုတော့မိလျံကဲ့သို့သောမျက်စိနှင့်၎င်းလို့ပြောပါတယ်ဆိုတော့ဒီအဲ့ဒီပုဂ္ဂိုလ် ဘုသူ့ကိုဖော်ပြခြင်းဖြစ်လဲဆိုတော့ယေရှုခရစ်တော်ကိုဖော်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမိသားစုတွေထဲမှာဖခင်တွေကအာစကားတွေအများကြီးသိမပြောဘူးဒါပေမဲ့ဖခင်တွေရဲ့မျက်လုံးတွေကိုကြည့်တဲ့အချိန်မှာနော်ဘာဖြစ်လဲတားသမီးတွေကအပြစ်လုပ်ပြီဆိုတော့ကြောက်ရတယ်နော်တခါတည်းစိုက်ပြီးတော့ကြည့်လိုက်ပြီဆိုတော့တားသမီးတွေကမမကြခင်တို့အရိုက်ခံရတော့မယ် စိုးမခံရတော့မယ်ဆိုတာတော့ဘာဖြစ်လဲသာသမီတွေကအာတွေ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ထိုနည်း၎င်းပဲဒီမှာတခင်ယေရှုခရစ်တော်ရဲ့မျက်စိဟာဆိုရင်လည်းမီးလျံကဲတို့ဖြစ်တယ်ဆိုတော့ပြောချင်တာကအာဒီသွားတိရာမြုပ်ကိုမကြာခင်စီရင်တော့မယ်ဆိုတဲ့ပုံစံနဲ့ဘာဖြစ်လဲအာတခင်ယေရှုခရစ်တော်ရဲ့မျက်စိကမီးလျံကဲတို့ လောင်ကျွမ်းတယ်ဆိုတာကျွန်တော်တွေ့ရတယ်เนาะဆိုတော့ကျွန်တော်တို့ဒီအသင်းတော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်ဒါရီချန်ခန်းချင်းနဲ့အပိုင်းငယ်အာ19 20เนาะအထူးဖြစ်ကျွန်တော်20ကိုကျွန်တော်ကြည့်တဲ့ချိန်မှာဒီအသင်းတော်ရဲ့အာအားနဲ့ချက်เนาะဒီအသင်းတော်ဘာဖြစ်လို့ကြာဆုံးသွားတာလဲကျွန်တော်ကြည့်တဲ့ချိန်မှာ ဒီအတင်းတော်ချဆုံးတဲ့အကြောင်းရင်းတစ်ချက်လေးကျွန်တော်တွေ့ရတယ်။နံပါတ်1တစ်ချက်ကဘာလဲဆိုတော့မဟာယွန်းတော်ဩဝါဒကြောင့်ဖြစ်စည်းလာတယ်ရုပ်ရော့လာတယ်။နော်နံပါတ်2ကကျတော့အာပရိုဖက်မာယေဇဗေလကြောင့်လို့ပြောပါတယ်။ Okay ဆိုတော့နံပါတ်1တစ်ချက်မဟာယွန်းတော်ဩဝါဒကြောင့်ဖြစ်စည်းတယ်။ဆိုတော့ဒီအတင်းတော်ကအခုနောက်ပြောလို့မျိုးပဲအပြင်ပန်းတရာနဲ့ကြည့်မယ်ဆိုတော့အင်မတန်မှနိုးထားတဲ့အတင်းတော်ဖြစ်နေပေမဲ့ ယုံကြည်ခြင်းပိုင်းဆိုင်ရာမှာတမာတရားပိုင်းဆိုင်ရာမှာအင်မတန်မှနှုတ်နယ်တဲ့အသင်းတော်ဖြစ်တယ်။ယုံကြည်ခြင်း foundation ကမခိုင်ခံ့ဘူး။နော်အဲ့ဒါကြောင့်မဟာယင်းရဲ့တွင်ပင်ချက်တွေအသင်းတော်ထဲမှာရောက်လာတဲ့အချိန်မှာဒီအသင်းတော်ကလွယ်လင့်တကူနဲ့ဘာဖြစ်လဲဆိုတော့ပြိုလဲသွားတယ်။ emotion ဆန်တဲ့အသင်းတော်ဖြစ်တယ်။နော်ဒီနေ့ကျွန်တော်တို့ဒီခေတ်ကာလမှာနော်ဒီလိုမျိုးအတင်းတော်တွေမြောက်များစွာကျွန်တော်ပတ်ဝန်းကျင်မှာတွေ့ရတယ်။နော်အရန်နိုးထားတယ်ဆိုပေမဲ့ဘာဖြစ်လဲ နော်ခရိယန်ရဲ့ foundation ကထိုင်ခတ်မှုမရှိတဲ့အတွက်ကြောင့်တမန်တရားကိုနော်တကယ်ပဲစစ်မှန်တဲ့တမန်တရားကိုနည်းနည်းရှင်းရှင်းလေ့လာတာတွေမရှိဘူးနော်အပေါ်ရနဲ့ပဲဘာဖြစ်လဲဆိုတော့အာအရန်နိုးထတယ်ဆိုတော့အဲ့လိုမျိုးခရိယန်တွေကိုဘာဖြစ်လဲမဟာယုံနဲ့တုန်တုန်ချက်တွေဝင်လာတဲ့အချိန်မှာသူတို့တွေက ဒီတွင်တွင်ချက်ကမှားသလားမှန်သလားဆိုတာနားမလဲတော့ဘူးဒီပုဂ္ဂိုလ်ပြောတော့အကုန်လုံးမှန်တယ်ဆိုတဲ့ပုံစံနဲ့ဘာဖြစ်လဲလွယ်လင့်တကူနဲ့မှားထဲမှာတော့ဩဝါဒမှားယူနေဩဝါဒထဲမှာလမ်းလွဲသွားကြတယ်ဆုံရှုံသွားကြတယ်ပြောက်ွယ်သွားကြတယ်ဆိုတာကျွန်တော်တွေ့ရတယ်အထူးသဖြင့်ဒီကနေ့အာပေါင်းခြင်းထဲမှာနော်ယေရှုနဲ့ခရစ်တော်နဲ့နှစ်ပိုင်းခွဲတာတွေ့ နော်ယေရှုကိုယုံကြည်ငရဲသွားမယ်ဆိုတာတွေနော်ဆိုတော့ဒီလိုမျိုးမှားရင်းတဲ့တုံတင်ချက်တွေကိုတောင်းမှပါဖြစ်လဲဆိုတော့အာယုံကြည်လက်ခံတဲ့အာလူပောင်းတဲ့ယုံကြည်သူတွေမြောက်များစွာအသင်းတော်တွေမြောက်များစွာရှိလာတယ်ဆိုတော့အင်မတန်မှားပါဖြစ်လဲဝမ်းနည်းစရာကောင်းတယ်နော်ဆိုတော့ဒီသွားတိရမျိုးမှာရှိတဲ့အသင်းတော်ကလည်းနော်အပြင်ပန်းဆံရမှာအရင်နိုးထားတယ်ဆိုပေမဲ့ခရိယန်ရဲ့ foundation က တော့ခံခတ်မှုမရှိတဲ့အတွက်ကြောင့်မဟာယုန်ရဲ့တုန်တင်ချက်တွေရောက်လာတဲ့အချိန်မှာရယ်လင့်တကူပျက်စီးတယ်ရယ်လင့်တကူဘာဖြစ်လဲဆုံးရှုံးတယ်ဆိုတာကျွန်တော်တွေ့ရတယ်ပြီးတော့ဒုတိယအနေနဲ့ဒီအတင်းတော်က prophet မှာယေဇဗေလကြောင့်ဖြစ်တယ်လို့ပြောပါတယ်ယေဇဗေလရဲ့လှုပ်ဆောင်ချက်တော့ယေဇဗေလရဲ့အာလှုပ်ဆောင်ချက်ကြောင့်ဒီအတင်းတော်ဟာဘာဖြစ်လဲပျက်စီးပျောက်ကွယ်လာတယ်တဖြည်းဖြည်းနဲ့အားနည်းလာတယ်ဆိုတာကျွန်တော်တွေ့ရတယ်เนาะဆိုတော့ ဒီယေဇဗေလဆိုတာဘာတူလဲလူပုပ်ကိုလာဒါမှမဟုတ်ဒါကနှိုင်းရှင်ချင်းတသက်ပဲလာကျွန်တော်တို့ကြည့်တဲ့ချိန်မှာเนาะဆိုတော့ဒီအသိတော်ခက်ကာလမှာသွားတိရမြို့မှာဆွင်တော့အင်မတန်မှဩဇာအာဏာညောင်းတဲ့အာဘေဒင်နတ်ဝိဇာဆီယာမတယောက်ရှိတယ်เนาะအဲ့ဒီအာနတ်ဝိဇာဆီယာမရဲ့နာမည်ကတော့ဆမ်ပတီလို့ခေါ်တယ် နော်သူ့မှာနောက်လိုက်တပည့်တွေမြောက်များစွာရှိတယ်သူကဂျူးလူမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသမီးကဘာဖြစ်လဲဆိုတော့ဒီအသင်းတော်ကိုနီလာမျိုးစုံနဲ့နောက်ဆက်ဖြစ်စီတယ်နော်ဒီအသင်းတော်ကြားဆုံးတဲ့အဓိကတရားခံကအဲ့ဒီခုနပြောတဲ့ဒီဂျူးလူမျိုးဘေဒင်နဝိစာဆီယမစံပတီကြောင့်ဖြစ်တယ်။နော်အဲ့ဒီတော့ဒီအမျိုးသမီးကိုဒမ်ဟောင်းခက်ကဒီ ရှင်ပြန်အာဟာမင်းရဲ့ဇနီးနော်ယေဇပီလာနဲ့နိုင်ရှင်ထားတယ်ဆိုတာကျွန်တော်တွေ့ရတယ်နော်ဆိုတော့ဓမ္မဟောင်းခက်မှာအာယေဇပီလာဆိုတာဘာတူလဲဆိုတာဓမ္မရာဇဝင်တတိယဆုံးအခန်းကြီး16အပိုင်းရဲ့37မှာကျွန်တော်တွေ့ရတယ်နော်ဆိုတော့အဲ့ဒီအမျိုးသမီးဟာဆိုရင်တော့0မင်းချီတေဘလာလို့ခေါ်တယ်နော်သူ့ရဲ့သမီးအာယေဇပီလာဖြစ်တယ်ဆိုတော့ဣတိရလနိုင်ငံနဲ့ဒီ0နိုင်ငံနဲ့ ချစ်ချင်ရဲ့အတွက်သူ့သမီးကိုပေးစားတာဖြစ်တယ်။နောက်ဆိုတော့ဒီမိဖုရားကဣသရေလနိုင်ငံထဲရောက်လာတဲ့အချိန်မှာသူ့ရဲ့တိုင်းပြည်ထဲကနေဒီဘာလရုပ်တုတွေညောင်များစွာနော်ဣသရေလနိုင်ငံထဲကိုပါလာတယ်။ရုပ်တုစင်သူတွေညောင်များစွာပါနော်ပေးဆောင်လာတယ်တင်သွင်းလာတယ်အပြင်နော်ဘာလာပရိုဖက်တွေလည်းမြောက်များစွာဒီအတင်းတော့ sorry ဒီဣတိရနိုင်ငံထဲကိုတင်သွင်းတယ်ပြီးတော့ဘာလာရဲ့ အာဖျားเจ้าတွေဗိမာန်တွေပေါ့เนาะမြောက်အများစွာနေရာတိုင်းမှာပြီးဆောက်ပြီးတော့ဣတိရလလူမျိုးတွေကိုလည်းအာအမိတ်နေပေါ့เนาะအနိုင်ချင်းပြီးတော့အမိတ်နေပါဖြစ်လဲဆိုတော့ဘာလာကိုကိုးကွယ်ခိုင်းတာတွေလှုပ်ဆောင်တယ်ပြီးတော့ဖျားရဲ့လူတွေဖျားရဲ့ဒီဇပရိုဟိတ်တွေမြောက်များစွာလဲတပ်ဖြတ်ခဲ့တယ်ဆိုတာကျွန်တော်တို့ဒီစံစာထဲမှာတွေ့ရတာဖြစ်ပါတယ်เนาะဆိုတော့အဲ့ဒီကာလမှာအဲ့ဒီယေဇဗေလအဖြစ် ်เนาะအာဣတိလလူမျိုးတွေအထူးသဖြင့်ဖရာရဲ့လူတွေဖြောင်းများစွာအသက်ခံရတယ်လူပေါင်းဖြောင်းများစွာလမ်းလွဲကုန်တယ်ဖရာရဲ့အာမြင့်မဟုတ်တော်ကလည်းလူပေါင်းဖြောင်းများစွာလမ်းလွဲတယ်လူမျိုးပဲအခုဒီကနေ့ဒီသွားတိရာအတင်းတော်ဟာဆိုရင်လေဒီအမျိုးသမီးစမတီအဖြစ်ခရိယံယုံကြည်သူတွေမြောက်များစွာ တမာတရားကနဲ့ပြေပြေသွားကြတယ်ဆိုတော့ဘောနော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့အထုအဖြစ်ဒီအမျိုးသမီးရဲ့လှုပ်ဆောင်ချက်တွေကပါလဲဆိုတော့အာနတ်ယုတ်တုကိုကယ်ချင်းတွေနော်ပြီးတော့မတရားသောမြေထုံတွေအဖြစ်ဒီအတင်းတော်ဘာတိရမြို့မှာရှိတဲ့အတင်းတော်ကိုဖျက်ဆီးဖြစ်တယ်ဆိုတာဘောနော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်နော် ပိုင်းရဲ20မှာတို့တော်လဲငါဤအစေခံကျွန်းတို့ဒီမတရားသောမြေထုံကိုပြုဆွေခြင်းဟာ၎င်းယုတ်တုရှိမှာပူဇော်သောဇစ်ကောင်ကိုစားဆွေခြင်းဟာ၎င်းပရိုဖက်မဟူ၍ကိုကိုခေါ်ဝေါ်သောသူ၏ခင်ပွန်းယေဇဗေလသည်တွင်တွင်၍မာယုစ်ရသောအခွင့်ကိုတင်ဒီပေးသောကြောင့်တင်ထက်အပြစ်တင်စရာရှိ၏လို့ပြောပါတော့ဆိုတော့အာပရိုဖက်မအဖြစ် ရုတ်တုရှိမှပူဇော်တဲ့ဇစ်ကောင်ကိုစားရတယ်ပြီးတော့မတရားသောမြေထုံကိုမြေဝဲစေတယ်ပေါ့နော်ဆိုတော့ဖရာရခင်လက်မခံတဲ့အဖြစ်တွေကိုဒီအမျိုးသမီးအဖြစ်လွန်ကျူးစေခဲ့တယ်အဲ့တကြောင့်အသင်းတော်ဟာတဖြည်းဖြည်းနဲ့ဘုရင်ရေရပိုင်းဆိုင်ရာမှာအာကျဆင်းလာတဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်ဟုတ်ပြီအပိုင်းငယ်27မှာเนาะတခင်ဖရာကဒီအသင်းတော်ကို နောင်တရဖို့အတွက်ပြန်ပြောသူတို့ကိုတတိပေးတယ်။ဘာဆိုတော့နောင်တရတဲ့တော့ကာလကိုငါပေးတော့လဲတင်းဒီမိမိမတရားတော်မြေထွန်းကိုနောင်တရချင်းရချင်းတော့စိတ်မရှိထို့ကြောင့်သူ့ကိုအိယာ၌အာချထားမိ။ သူနဲ့အတူမပြတော်မြေထုံကိုပြု၍ထိုတုတ်တော်အကျင့်ကိုနောင်တမရတော်သူတို့ကိုလည်းကြီးစွာသောဆင်းရဲခြင်းတို့ရောက်စေမည်ဆိုတော့တခင်ဘုရားကဒီအသင်းတော်ကိုနောင်တရဖို့အတွက်သူတို့ကိုပြန်ပြီးတော့ဖိတ်ခေါ်တာဖြစ်တယ်။နောင်တရပါနောင်တရပါဆိုပြီးတော့သူတို့ကိုပြန်ပြီးတော့အခွင့်ရေးပေးထားတယ်။ဒါပေမဲ့ဒီအသင်းတော်ကနောင်တရရသလားဆိုတော့နောင်တမရဘူး။ နော်ဆိုတော့နောင်တမရတဲ့အတွကြောင့်ဒီအသင်းတော်ပေါ်မှာဖရာသခင်ရဲ့စီရင်ချက်ကပါလေဆိုရင်တော့အိယာ၌ငါချထားမည်လို့ပြောပါတယ်အိယာ၌ချထားမယ်ဆိုတာကအဖြစ်ရဲ့စူချူဖြစ်တဲ့နာတာရှိယောဂတဲ့ဘဝနဲ့အိယာဘဝနဲ့ပြန်ပြီးတော့မထနိုင်တဲ့အတ္တသားနော်တချို့ဆိုရင်တော့ ယောဂါဆူတွေကြောင့်เนาะအိယာပေါ်ကနဲ့ပြန်ပြီးတော့ဘာဖြစ်လဲမထားနိုင်ဘူးเนาะအိယာပေါ်ကနဲ့မတရားသောမြေထုံမြေဦးเนาะမတရားသောမြေထုံတွေကိုပြုလုပ်တဲ့အကြောင်းဘာဖြစ်လဲအဲ့ဒီအိယာပေါ်မှာပဲเนาะသူ့ရဲ့ဘဝနေကုန်ချုပ်တဲ့အတ္တမျိုးကိုပြောချင်းဖြစ်တယ်เนาะဆိုတော့အပြစ်ကြောင့်ကျွန်တော်တို့ရဲ့နှလုံးကြောက်ကတ်တွေလည်းဘာဖြစ်လဲဘုရားခင်ရဲ့အဆုံးအမအချင်းတွေလည်း ခံစားနိုင်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ခနာကူမကြမမမှုတွေဖြစ်ပြီးတော့အဲ့ရပေါ်မှာပဲပုံပုံလဲပြီးတော့တော့ပြန်ပြီးတော့လမ်းမထူးနိုင်တဲ့အတ္တာနဲ့ပဲနောက်ဆုံးပြေဆုံးသွားတဲ့အတ္တာမျိုးကိုပြောချင်းဖြစ်တယ်တခင်ဖျားကသူတို့ကိုပြန်ပြီးတော့တတိပေးထားတယ်ဆိုတော့ပေါ့နော်ကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အပိုင်ရဲ့အာအောက်ပိုင်း26ကနေပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒီနောင်တရတဲ့လူတွေရဲ့ เนาะအသက်သားပေါ်မှာတွေ့ရမယ်ဂတိတော်ဟိုကျွန်တော်တွေ့ရမှာဖြစ်တယ်เนาะအကယ်၍နောင်တရရဲဆိုတော့เนาะအဲ့ဒီလူတွေပေါ်မှာဘုရားသခင်ရဲ့ဂတိတော်နှစ်ခုရှိပါတယ်အဲ့ဒီဂတိတော်တစ်ခုကပါလဲဆိုတော့အပိုင်းငယ်26မှာအချင်းသူဒီအောင်မြင်၍အဆုံးတိုင်အောင် ငါ၏အကျင့်ကိုခြင်း၏ငါခမဲတော်ဒီငါအားအခွင့်ပေးတော်မူတကယ်သို့လူမျိုးတို့ကိုအုပ်ဆိုးစေခြင်းဟာထူထူအားငါဒီအခွင့်ပေးမိလို့ပြောပါတယ်ပြောချင်တာကအာဒီချမ်းပိုက်ကနိခုမြောက်သောဆာလံအပိုင်ရဲ့ရှိကနဲ့ကိုမတွေ့ရတဲ့ငါ့ကိုတောင်းတော့လူမျိုးမျိုးတို့ကိုတင်းရဲ့အမွေဥစ္စာဖို့ငါပေးမိမြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်တော်အခွင့်ငါပေးမိဆိုတော့ဖျားတခင်ကအဲ့ဒီ နောင်တရပြီးတော့ပြန်ထည့်လာတဲ့လူတွေပေါ်မှာဂတိပြုထားတဲ့အရာဖြစ်ပါတယ်။ဟောငှားကိုတောင်းပါလူမျိုးမျိုးတို့ကိုတင်းဤအမွေဥစ္စာဖို့ငါပေးမည်။မြေကြီးစွန်းတိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုငါပေးမယ်လို့ပြောပါတယ်။ဒါကနောင်တရတဲ့လူတွေရဲ့တသားပေါ်မှာဘုရားခင်ပေးမယ်ဂတိတော်တစ်ချက်ဖြစ်တယ်။ပြီးတော့ဒုတိယတစ်ချက်ကတော့အပိုင်ငယ်28မှာတွေ့ရတယ်။မိုးတောက်ချဲကိုလည်းငါပေးမည်။မိုးတောက်ချဲ morning star ဆိုတော့ morning star ပြောလိုက်တာ ਨੇ ဒါကအာ lucifer စာတန်ကိုပြောချင်တာမဟုတ်ဘူးเนาะတခင်ယေရှုခရစ်တော်ကိုယားရှိတဲ့လူတွေရဲ့တသားထဲမှာဒီလောကကိုအုပ်စိုးခွင်လောကကိုအောင်နိုင်ရတဲ့အခွင့်ကိုတခင်ဘုရားကပြန်ပြီးတော့ပေးมาဖြစ်တယ်ဆိုတဲ့အရာကိုဒီညမှာတွေ့ရတာဖြစ်ပါတယ်အဲဒါကြောင့်เนาะဒီပါတိရာမြို့ရဲ့အတင်းတော်ရဲ့အခြေအနေကိုကျွန်တော်ကြည့်တဲ့အချိန်မှာเนาะဒီအတင်းတော်ဟာ မြန်မြန်ဆန်ဆန်တိုးတက်တဲ့အတင်းတော်နှိုးထားတဲ့အတင်းတော်ချစ်ချင်းမြတ်တာနဲ့ပြည့်ဝအတင်းတော်ဖြစ်နေပေမဲ့ဒီဖက်မှာဆိုရင်လည်းတော့အပြစ်ကိုအလိုလိုက်တဲ့အတင်းတော်ဖြစ်တဲ့ကြောင့်တခင်ဖျားရဲ့ဆုံးမချင်းခံရတဲ့အတင်းတော်ဖြစ်တယ်။အဲဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့တသက်ထဲမှာလည်းတော့သွားတိရအတင်းတော်ကဲသူတော့အပြစ်ကိုအလိုလိုက်တော့သူများဖြစ်နေသလား။တော့ဒါမှမဟုတ်လေကိုယ့်ရဲ့ယုံကြည်ခြင်းပိုင်းဆိုင်ရာမှာ foundation ကမခံလုံပဲနဲ့ဘာဖြစ်လဲအပေါ်ယံပဲလိုထားတဲ့သူတွေဖြစ်နေသလားကိုယ့်ဟာကိုယ်ပြန်ပြီးတော့ဆန်းစစ်ဖို့လိုအပ်တယ်တချို့လူတွေကပြောကြပါတယ်အော်ငါတို့တွေကစံစာကြောင်းတွေတက်ဖို့မလိုပါဘူး doctrine တွေမလိုပါဘူး theology တွေမလိုပါဘူးဟာဆိုတော့ပုံသင်ချက်တွေဟောဆိုတော့ဩဝါဒတွေဆိုတော့တရားဟောချက်တွေကျွန်တော်တို့ online တွေမှာတွေ့ရတယ် ဆိုတော့ဒါတွေကတကယ်တော့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မဟာယုနဲ့ဩဝါဒတွေမဟာယုနဲ့ doctrine တွေအများကြီးကျွန်တော်တို့ပတ်ဝန်းကျင်ထဲမှာရှိတဲ့တကြောင်အဲ့ဒီအရာများကိုခွဲခြားစိတ်ဖြာနိုင်ဖို့ဆိုတာကကျွန်တော်တို့ theology ပိုင်းဆံရာတွေလည်းလေ့လာဖို့လိုအပ်တယ်။ doctrine ပိုင်းဆံရာကိုလည်းကျွန်တော်တို့ကလေ့လာဖို့လိုအပ်တယ်။နော်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုး foundation တွေ doctrine ပိုင်းဆံရာတွေပဲဖြစ်ဖြစ် theology ပိုင်းဆံရာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လေ့လာမှသာလျှင် နော်မဟာယွန်းရဲ့တုန်တင်ချက်တွေတမချန်းစာနဲ့မဟာယွန်းရဲ့ဩဝါဒတွေကျွန်တော်ပတ်ဝန်းကျင်မှာရောက်လာတဲ့အချိန်မှာလွဲလင်းတကူနားလေသဘောပေါက်ပြီးတော့အဲ့ဒီဩဝါဒများကိုကျွန်တော်တို့ကပြန်လည်ပြီးတော့ကြော်လာနိုင်မှာဖြစ်တယ်ပြန်လည်ပြီးတော့ခြေပနိုင်မှာဖြစ်တယ်ကျွန်တော်တို့ခရိယအတ္တလည်းအမြဲတမ်းပြန်လည်ပြီးတော့ကြည်ထွားရင်ကျက်မှာဖြစ်တယ်ခိုင်ခန့်ချင်းရှိမှာဖြစ်တယ်နော်အဲ့တော့ကြောင့်ဒီနေ့ကျွန်တော်တို့တွေကသာတိရ အသင်းတော်ကဲ့သို့အပြစ်ကိုအလိုမလိုက်သောယုံကြည်သူများဖြစ်ဖို့နှုတ်ပတ်တော်အဖြစ်အနှဲငယ်လေးဝင်ခတ်တည်ခမ်းတဲ့ပေါ်မှာအလုံးပေါ်မှာဆက်လက်ပြီးတော့ဖျားခင်ကောင်းချီးပေးပါစေအာမင်